ကဲမတွေ့တာကြတဲ့အမျိုးတွေအတွက် share ဆိုတဲ့မဲမဲကြီးတွေကတော့ဒဲဆိုတဲ့ဟာကြီးပေါ့ဗျာအဲ့ဒါကြီးနဲ့မိတ်ဆက်ပေးပြစေဗျာ Dell Latitude series ကိုမှ graphic card ပါတာရှာနေတဲ့ကျွန်တော်အမျိုးတွေအတွက်ကတော့ graphic card ပါတဲ့ Dell Latitude ဆိုတာရောက်ပါပြီဖွင့်ကြည့်မယ်ဗျာအသားနာတော့လုံးဝကြစ်လစ်နေတယ်မာကျောနေတဲ့ design ကိုပေါ်ဆောင်ထားတဲ့ Dell Latitude series မှာဆိုလို့ရှိရင်ဘေးပေါင်လေးတွေကျင်းပါတယ် ဝက်ကန်ရဲ့အနေထားလေးကတော့ကျွန်တော်ဒီဇိုင်းခမမိုက်လေးနဲ့ရောက်ရှိလာတဲ့အနေထားကိုတွေ့ရမယ်ဗျ privacy လေးတွေပါတဲ့အတွက်ကြောင့်မလို့ပိတ်ချင်တာလားဖွင့်ချင်တာလားကြိုက်တာလို့ပါဒါတော့ဝက်ကန်ရဲ့အနေထားဘေးပေါက်နေကျင်းတဲ့အနေထားကိုကျွန်တော်ပြထားတယ်ဒီဇိုင်းပိုင်းကတော့ကြည်လင့်မှုဒီဇိုင်းကိုပေါ်ဆောင်ထားတဲ့အတွက်ကြောင့်မလို့ခက်ချမ်းချမ်းသုံးချင်ပါဆိုရင်တော့ဒဲပေါ့ဗျာ15.6မြင့်တဲ့ပြင်ဖြစ်ပါတယ်အားရပါရသုံးပါ keyboard လေးရအောင်ကျွန်တော် number key လေးပါမယ် keyboard အကျဉ်းနဲ့ကောင်းကောင်းသုံးလို့ရမယ်ဗျာ ဘက်လိုက်လဲပါတဲ့အတွက်ကြောင့်ညာရင်းညတာမှလည်းအေးအေးဆေးဆေးလင်းလင်းတင်းတင်းသုံးလို့ရမှာပဲဖြစ်ပါတယ်ဗျ right click left click တွေကတော့နှစ်ခုအပေါ်တစ်ခုအောက်တစ်ခုပါပြီးတော့ကျွန်တော်ဒီမှာတော့သူ့ရဲ့ signature ဖြစ်တဲ့ pointer အလဲမှာပါတယ် thinkpad လိုမျိုးပေါ့နော်အလဲမှာ pointer လေးတစ်ခုပါတဲ့အတွက်ကြောင့်မလို့အရေးပေါ်အနေထားမှာဘာမဆိုသုံးလို့ရတဲ့ dell latitude အကျန်းခံတဲ့ series ပဲဖြစ်ပါတယ်ဗျ graphic card လည်းပါသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုအတိပပလှုပ်ချင်သေးတာလား engineering software ကြီးလားနောက်တစ်ခုကတော့ ကျွန်တော်ဖိုတို Photoshop တမားတွေအတွက်လည်းအဆင်ပြေပြေသုံးလို့ရမှာဖြစ်ပါတယ် i5 ကို9 generation ဖြစ်ပါတယ် RAM AKSSD 2 byte နဲ့ဖြစ်ပါတယ်ဗျ Nvidia MH 150ပါဝင်ထားတဲ့အတွက်ကြောင့်မလို့လေ graphic card သုံးပါရမယ့်လူတွေအတွက်အဆင်ပြေမှာပဲဖြစ်ပါတယ်ကျွန်တော်ဘေးအပေါ်လေးရှုလိုက်မယ်ဗျဘေးမှာဆိုတော့ကျွန်တော် SD card slot လေးမြင်ရမယ် audio အဲ headphone jack မြင်ရမယ် USB 2 port ပါမယ် HDMI ပါမယ်ဒီဘက်မှာတော့ LAN port ပါမှာပဲဖြစ်ပါတယ်ဗျဒီဘက်မှာထပ်ပါလာသေးရတော့ USB port ရဲ့ တိုက်စီပေါ်ပါလာတာဖြစ်ပါတယ်တိုက်စီကတော့ကျွန်တော်ချာဂျင်လဲရသလို data delivery အတွက်လည်းအဆင်ပြေပြေသုံးလို့ရမှာဖြစ်ပါတယ်ဗျဒါပါပဲเนาะပေါ်လေးကြီးလည်းစုံတယ်လို့ပြောလို့ရတယ်အလုံးနေရာလည်းတန့်သလားမမေးနဲ့ laptop ဘီးရဆိုလို့ရှိရင်ယုံကြည်စွာနဲ့ရွေးချယ်စရာမလိုအောင်ကျွန်တော်တို့အသက်ပြန်ဆုံးပဲရောက်ထားတာဖြစ်ပါတယ်ဗျလုံးဝကြည်လင့်မှုဒီဇိုင်းကိုသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒဲမှဒဲကိုသုံးလိုက်ပါဈေးတော့12,000ဖြစ်ပါတယ်ဗျ 122ပါနော်12သိန်း1000အာမခံ6လနဲ့ရောင်းပေးနေပါတယ် software နဲ့ပတ်သက်လာရင်တော့ lifetime warranty ပေးတဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချတာ3ပါဒီ wifi ကတော့ dead ပဲဖြစ်ပါတယ်ဒီ memory ကြီးက dead ပဲဖြစ်ပါတယ်ဗျခက်ကြဲကြဲ3ဖြစ်ပါဗျကျေးဇူးတင်ပါတယ်